မင်္ဂလာပါပရိသတ်ကြီးရေဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာကားလေးကတော့ပါရာဆိုက်ကိုကပ်ပားကောင်လိုအမိရတဲ့ဇာကားလေးပဲဖြစ်ပါတယ်။ဇလန်းစာမဆိုရင်ဖြင့် Wi-Fi password ရှာနေတဲ့ Kiwoo ဆိုတဲ့ကောင်လေးကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ Kiwoo တို့မိသားစုမှာဆိုရင်ဖြင့် Kiwoo နဲ့အတူသူ့အမကျွန်ကြီးရဲ့မိဘနှစ်ပါးရဲ့နေထိုင်ကြပြီးတော့တမိသားစုလုံးအလုပ်ကိုမေမေရရမလုပ်ဘဲသူများအိမ်က Wi-Fi ကတ်သုံးလိုက်ရှိတာလေးစားလိုက်နဲ့ဘဝကိုဖြစ်တယ်လို့ဖြတ်သန်းနေကြပါတယ်။သူတို့မိသားစုရဲ့အဓိကအလုပ်ကတော့ပီဇာဘူးခောက်တဲ့အလုပ်ပဲဖြစ်ပါတယ်။ အဲအလောက်ကပိုက်ဆံလေးရလာပြီဆိုရင်ဖြင့်မြမစကားပုံလေးကအတိုင်းလူမိုင်းနေငွေတူမနေဆိုသည့်အတိုင်းတမိသားစုလုံးအရက်လေးတောက်လိုက်အမီလေးစားလိုက်နဲ့တာယာနေပါတော့တယ်။အဲ့လိုစားတောက်နေတုန်းပါပဲကီဦးတငယ်ချင်းမရောက်ရှိလာပြီးမိကသူ့အဖိုးပိုင်ဆိုင်တဲ့ကြောက်အလှတုံးတုံးကိုကီဦးတို့မိသားစုကိုလက်ဆောင်ဖျက်ပေးလိုက်ပြီးကြောက်တုံးကိုရရှိထားတဲ့မိသားစုကမကြခင်ကျေဝချမ်းသာမှုတွေရရှိလာနိုင်တယ်လို့လည်းဆိုပါသေးတယ်။ ဒီအချိန်မှာကီဦးအမိကကြောက်တုံးပေးမိအစားစားစရာပေးလိုက်တာမှပိုကောင်းအောင်မယ်လို့ပြောလိုက်တဲ့အတွက်ကီဦးလည်းမိကိုအားနာနေတာကြောင့်အပြင်ကိုခေါ်ထုတ်လာခဲ့ပါသည်အပြင်ရောက်မှမင်းကသူ့ကြီးကိုကိစ္စရှိလို့လာတာသူ့နိုင်ငံသားသွားရတော့မယ်အတွက်ချမ်းသာတဲ့မိသားစုအိမ်ကဒါရေးဆိုတဲ့ကောင်မလေးတယောက်ကိုစာတင်ပေးရင်အကူအညီလာတောင်းတယ်လို့ပြောလိုက်ပါသည်ချမ်းသာတဲ့အိမ်ဆိုတဲ့အတွက်လာစားလဲကောင်းပါပဲလို့တွေးပြီးကီဦးလည်းလက်ခံလိုက်ပါသည် နောက်တနေ့မနက်မှာတော့ကီဦးကအကောင်းဆုံးဆိုတဲ့အဝတ်ကိုရွေးဝေကသူစားတင်ရမယ့်အိမ်ကိုထွက်ခွာလာပြီးအိမ်ရှိရောက်တော့မင်းလွတ်လိုက်တာပါလို့ပြောလိုက်တဲ့အခါမှာတော့အိမ်တော်ရင်းကတကားဖွင့်ပေးခဲ့ပါတယ်။ ကီဦးလက်အထက်ရောက်တော့အိမ်နဲ့ချန်ကိုမြင်မြင်ချင်းပဲသဘောကျသွားခဲ့ပါတယ်။သဘောကျတဲ့စိတ်ကူပိတ်ချိတ်ကကီဦးဟာအိမ်ပိုင်ရှင်တထေးမနဲ့တင်ကြားရေးကိစ္စကိုစကားပြောခဲ့ပါတယ်။တထေးမကလစာအတွက်မပူဖို့နဲ့စာကောင်းကောင်းတင်ပြီးရန်ပြောပြီးပထမဆုံးစာတင်တာကြည့်ချင်တယ်လို့လည်းဆိုပါတယ်။အဲဒီနောက်တထေးမလည်းကီဦးရဲ့စာတင်မှုကိုသဘောကျပြီးလစာတခါတည်းပြီးကနောက်နေ့စာတင်လို့ရပြီလို့ပြောနေတော့မှပဲ။တထေးမရဲ့ဒုတိယသားဒါဆောင်ဟာမျက်နဲ့ပြစ်စောက်လိုက်တဲ့အတွက်ကီဦးပါလန့်သွားပါတော့တယ်။ တထင်းမှလည်းကီဦးကိုတောင်းပန်ပြီးဒါစားဝါသူကြိုက်တဲ့အိုက်ရောအိန္ဒိယန်ကိုအလွန်သဘောကျကြောင်းနေပကြီဆွဲရတာအလွန်ဝါသနာပါကြောင်းဆရာတွေငားပေမဲ့ဒါစားနဲ့အစင်မပြေပဲခဏခဏအလုတ်ထွက်ကုန်ကြောင်းပြောပြပါတယ်ဒီအချိန်မှာကီဦးကအကြံတစ်ခုရသွားပြီးသူ့မှာအလွန်တော်တဲ့ပကြီဆရာမတအူးနဲ့ရင်းနေကြောင်းသူ့ကိုငားရတာဈေးကြီးကြောင်းနဲ့လူတိုင်းငားမရကြောင်းတွေကိုပြောပြပါတယ်တထင်းမှကလည်းစိတ်ဝင်စားသွားပြီးကီဦးကနေတစဉ်ထိုဆရာမကိုချိတ်ပြီးတောင်းဆိုလိုက်ပါတယ်နောက်တနေ့မနက်မှာကီဦးကသူ့အမကီဂျွန်ကိုနာမည်ကြီးပကြီးဆရာမတယောက်အနေနဲ့ခေါ်လာခဲ့ပြီး ကီကျုံဟာလည်းပကြီဆွဲရမှာဆရာကြတဲ့သူတယောက်ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ကမောင်နှမဆိုပေမဲ့တထေးမှရှိမှာတော့အရန်မရင်နီးတဲ့မိတ်ဆွေပုံစံမျိုးဖြစ်တာပြောဆိုခဲ့ပါတယ်။ကီဦးနဲ့ဒါဟီဟာစာတင်တာထက်အဆင်ပိုနေတာကိုမိဘတွေကတော့မသိပါဘူး။ကီကျုံဟာဓာဆောင်ကိုစာသင်ပေးပြီးအိမ်ပြန်နောက်ကျနေတဲ့အတွက်တထေးမှယောက်ျားတထေးပတ်ဟာကီကျုံပြန်မှုအတွက်သူ့ဒရိုင်ဘာကိုလိုက်ဖို့ခိုင်းလိုက်ပါတယ်။ကီကျုံဟာသူတို့လောက်ရက်ကိုတန်တရားဝင်မှာဆိုတဲ့အတွက်သူမဝစ်ထားတဲ့အတွင်းကန်ကိုကားနောက်ခန်းထဲမှာထားခဲ့ပြီးကြောက်ချခဲ့ပါတယ်။ ။နောက်တနေ့ရောက်တော့တထေပတ်ဟာအတွင်းခံကိုမြင်ပြီးဒရိုင်ဘာကိုစိတ်ဆိုးကလှုပ်ထုတ်လိုက်ပါတယ်။အဲ့ဒရိုင်ဘာနီယာကိုကီကျွန်ဟာသူ့အဖေရရန်အတွက်သူ့မှာကားမောင်းတော်တဲ့ဆွေမျိုးနိစက်တယောက်ရှိတယ်။ဒါအပြင်အတောင်အစားမရှိဘဲပိုစိတ်ချရတယ်လို့ယုံသွင်းလိုက်ပါတယ်။ပိုက်ဆံသားရှိတာဘဟုတုတာမရှိတဲ့တထင်းမှလည်းဒီတခါကီကျွန်ကိုယုံပြီးဒရိုင်ဘာကိုသူ့ယောက်ျားနဲ့မိတ်ဆက်ပေးခိုင်းပါတယ်။ ကီဟူကသူ့အဖေကိုဈေးကြီးတဲ့ကားတွေကိုဘလို့သုံးရမယ်ဆိုတာတေချာလေးလာခိုင်းပြီးတည်တက်လာတဲ့ကောင်းမောင်းမှုကြောင့်တတိပတ်လေကီဟူအဖေကိုအလုတ်ခံလိုက်ပါတယ်။အဲ့ဒီလိုနဲ့ကီဟူတို့မိသားစုတတိပတ်တို့အိမ်ထဲကိုဝင်လာတာ၃ယောက်မြောက်သွားပြီးနောက်တစ်ယောက်ကတော့သူ့အမိပဲကျန်မာတော့တယ်။ ကီယူတို့မောင်နှမနေရာဟာအိန်နော်ဒင်းနေရာကိုသူ့အမိထည့်မယ်လို့စဉ်းစားပြီးအိန်နော်ဒင်းကိုကြောက်ချပါတော့တယ်။အိန်နော်ဒင်းဟာမတ်မွန်သီးနဲ့တတ်မတည့်တဲ့အတွက်ထိုအသီးပေါ်ကအမွှေးလွေးတွေကိုဓာတ်နဲ့ချစ်ကအိန်နော်ဒင်းအပေါ်ကျချလိုက်ပါတယ်။အိန်နော်ဒင်းလည်းအဲ့ဒီအမုံတွေနဲ့ဒီကအသားတွေရလာပြီးချောင်းဆိုးလာပါတော့တယ်။အပြင်ကပြန်လာတဲ့တတိမာကဒီမြင့်ကွင်းကိုမြင်ပြီးလန့်သွားသလိုဖြစ်နေတော့မှ ဒရိုက်ဘာဟာပြစီထားတဲ့ပုံစံမျိုးနဲ့အင်တော်ရင်းသုံးတဲ့တ िश ူအပုံရုပ်စီအနှစ်လောင်းချပြီးတထေးမကိုပြလိုက်ပါတယ်။တထေးမလည်းအလွန်ကြောက်လန့်ပြီးနောက်တနေ့မှအင်တော်ရင်းကိုအကျိုးအကြောင်းညင်နိုင်ပြီးလှုပ်ထုတ်လိုက်ပါတယ်။အကျံစီတွေအောင်မြင်သွားတဲ့ကိဦးတို့သားဖားတွေဟာအင်တော်ဒိန်းနေရာကိုသူ့အမိကိုအလွယ်တကူပဲထည့်လိုက်ပါတယ်။မိသားစု၄ယောက်စလုံးအိမ်ထဲကိုရောက်ချိန်မှာတော့အရာအလုံးဟာသူတို့နဲ့သူတို့ချီပဲဖြစ်နေပါတယ်။နောက်တနေ့မှာတော့တတိယပတ်ဟာဒါဆောင်အတွက်ဆော့စရာဝယ်လာတော့ဒါဆောင်ဟာအလွန်ပျော်ရွှင်နေပါတယ်။ ဒီအချိန်မှာပဲဒါဆောင်ဟာကီဦးအဖေအင်ဂျီကိုအနက်ရတယ်ဆိုပြီးနန်းကြည့်ပါတယ်။ပြီးတော့ကီဦးအမေကိုလည်းနန်းကြည့်ပြီးအနက်တွေကတူနေတယ်လို့ပြောလိုက်ပါတယ်။သူတို့လည်းအလုပ်ပြီးလို့အိမ်ပြန်တဲ့အခါမှာတော့ဒီအနက်တွေကတတိထားရမယ်လို့ပြောနေတော့မှကီကျွန်းကဒီအိမ်မှာနေရင်ဒီအနက်မေးရမယ်အနက်မရချင်းရင်ဒီအိမ်ကပြောင်းမှရမယ်လို့ပြောလိုက်ပါတယ်။ကီဦးတို့အိမ်ကပြတင်းပေါက်တောင်လမ်းနဲ့အတူဖြစ်နေတော့အိမ်ကမြောက်တဲ့နင်းတဲ့ဝင်းနေပြီးမြင်းနှံထွက်နေတာပဲဖြစ်ပါတယ်။ ။နောက်တစ်ရက်မှာတော့တတိပတ်တို့မိသားစုဟာထားဆောင်မွေးနေ့အတွက်စကန်းချခရီးထွက်ရန်ပြင်ဆင်နေကြပါသည်။ခရီးမသွားခင်မှာတော့တတိမကသူ့ခွေးလေးတွေကိုကယူဆိုင်ဆိုင်လျှောက်ဖို့နဲ့အိမ်ကိုတခြားကြည့်ဖို့မှာနေပါသည်။တထင်းမိသားစုထွက်သွားချိန်မှာတော့သူတို့စိတ်ကြိုက်နေလို့ရပြီဟုပြောကားလွတ်လပ်စွာပြောပါစားတောင်းနေပါသည် ဒီလိုစားတောင်းနေတော့အရင်အိမ်တော်ရင်းကမိုးရွာကြီးတဲ့ရောက်လာပြီးအိမ်ထဲမှာပြည်စုတစ်ခုကြံခဲ့လို့ပါဝင်ပြရစေလို့ခွင့်တောင်းတဲ့အတွက်ဝင်ခွင့်ပေးလိုက်ပါတယ်။အိမ်ထဲလည်းရောက်ရောအိမ်ပိုင်ရှင်တွေတောင်မသိတဲ့မြောက်ခန့်တကားကိုသူကိုယ်တိုင်ဖွင့်ကအောက်မှာပုံနေတဲ့သူ့ယောက်ျားကိုစားစရာတွေကျွေးနေပါတယ်။နောက်ပြီးတော့အိန္ဒိယရင်ဟောင်းကနှစ်ရက်တခါသူ့ယောက်ျားကိုစားစရာပေးဖို့နေရင်းဆက်ခန့်ရဲ့တတိပတ်တို့မိသားစုရဲ့ကိုမတိုင်မှုရန်တောင်းပန်နေပါသည်ဒီအခြေအနေကိုတနီယာကပုံပြီးကျင်နေတဲ့ကီဦးတို့အသားဖာဟာအရှိန်မထိန်နိုင်ဘဲအောက်ကိုပြုတ်ကြလာပါသည် ဒါကိုအရင်အိမ်တော်ရင်းကမြင်ပြီးတော့တမိသားစုလုံးကိုလူလိမ့်ဟုဆိုကလေးယောက်လုံးကိုဗီဒီယိုရိုက်ကအိမ်ပိုင်ရှင်မိသားစုကိုပို့မယ်လို့လုပ်နေတော့ရုံရင်းဆက်ကဖြစ်ကဖုန်းကိုဝိုင်းလို့ပြီးဗီဒီယိုကိုဖျက်ချလိုက်ချိန်မှာဖုန်းဝင်လာခဲ့ပါတယ်။ဒီဖုန်းကတော့တထေးမစီကဖုန်းပစ်ပြီးသူတို့မိုးရမ်းရွာလို့ခရီးမထွက်ဖြစ်ကြောင်းနဲ့သူတို့စားဖို့စားစရာစီစဉ်ထားခိုင်းကြောင်းပြောနေတာပဲဖြစ်ပါတယ်။ဒီချိန်မှာတော့ကီဦးတို့မိသားစုဟာတွေ့ပြက်သွားခဲ့ပြီးအိမ်တော်ရင်းလင်မယားကိုမိရောက်ခန်းကိုပြန်ခေါ်ကကီဦးအမေကလွဲလို့ကျန်တဲ့လူတွေကတော့တယောက်တနေရာစီပုံနေကြပါတယ် မကြခင်တတိပတ်တို့မိသားစုပြန်ရောက်လာပြီးအခြေအနေပုံမှန်ဖြစ်နေတဲ့အတွက်အတင်းလုံထားတဲ့အစားအသောက်ကိုစားနေပါသည်ထိုအချိန်မှာအိမ်တော်ထင်းဟောင်းကလေကားကနေပြစ်တက်လာပြီးအပေါ်ရောက်ကနေမှကီဥအမိကကန်ချလိုက်တဲ့အတွက်အောက်သူအရှင်ဖြစ်ပြန်ချသွားကတတိလက်သွားခဲ့ပါသည်ခဏနေတော့ဒါဆောင်ဟာအပြင်မှာမိုးရွာနေပေမယ့်အိမ်ရှိမြက်ခင်းပြင်မှာတဲလေးဆောက်ကအိမ်ထဲကမိဘတွေကိုဆက်သွယ်ရေးကြိယာဖြင့်ဆက်သွယ်ကပြောရှင်နေပါသည် စိတ်ချမ်းသာရင်ပြီးရောဆိုပြီးတားဖြစ်သူကိုဧကန်မှာဆောင်ရင်မအိတ်ခင်စကားပြောနေကြပါသည်သူတို့လင်မြန်းဟာကောင်းမောင်းတဲ့ကိဝူးရဲ့အဖေရဲ့ချွေးနဲ့ဟာအလွန်ဆိုးဝါးကြောင့်အတင်းပြောနေပါသည်ဒါကိုဧကန်ရဲ့စတီကုံအောက်မှာပုံနေတဲ့ကိဝူးတို့သားဖာအကုန်အတိုင်းသားကြသွားပြီးတင်ငယ်တလူခန်းစားရပြီးအောင့်သက်သက်လေးဖြစ်သွားပါသည်တတိပတ်တို့လင်မြန်းအိတ်ပြောသွားမှာအိမ်အပြင်ကိုထွက်လာခဲ့ပါသည် အပြင်လဲရောက်ရောမိုးကတဲထန်ဆောင်ရနေခဲ့ပြီးမြောင်းတွေလမ်းတွေမှာတောင်ရေရှမ်းနေတဲ့အတွက်သူတို့ရဲ့အင်္ဂလိပ်စီပြန်ကသူတို့တဲလို့ရသလောက်တဲလာခဲ့ပြီးလူကဲဆဲတဲ့အဆောက်အအုံမှာပဲတညာအိတ်ခဲ့ပါသည်။နောက်တနေ့မနက်မှာတော့တတိပတ်မိမဟာညကမိုးရွာလိုက်တဲ့အတွက်ဒီမနက်ရာသီဥတုဟာပိုတာရသွားသလိုပဲလို့ပြောလိုက်ပါသည်။ဒီအခါမှာဆိုရင်ပြေမိုးရွာချတာချင်းတူရတာပြေစုံတဲ့မိသားစုမနဲ့ခင်ဟာပို့ပြီးပြေစုံတာဖြစ်ပေမယ့် မပြည့်စုံတဲ့ကိဥတို့မိသားစုအားဆိုရင်ဖြင့်အညာတွေကနေစရာမရှိအိပ်စရာမရှိတဲ့မြင်ကွင်းလေးကတော့ဂယုနာသက်စရာပါပဲ။တတိမဟာကိဥအမေကိုအိမ်မှာပါတီလုပ်မဲ့အတွက်ဇပွဲဝိုင်းတွေကိုပြင်ဆင်ခိုင်းခဲ့ပြီးဈေးဝယ်ထွက်လာခဲ့ပါတယ်။ဝယ်စရာရှိတာဝယ်ပြီးအိမ်ကိုပြန်လာတဲ့လမ်းမှာတော့သူ့ယောက်ျားပြောတဲ့စကားကိုသတိထားမိပြီးကိဥအဖေစီကအနမ်းရတာကြောင့်နှာခေါင်းရှုံတဲ့ပုံစံမျိုးဖြစ်လုံလိုက်ပါတယ်။သူ့အပြုတ်မှုကိုသတိထားမိသွားတဲ့ကိဥအဖေကစိတ်ထဲမှာခံပြင်းနေပြီးဒေါသလည်းထွက်နေပါတယ်။ အိမ်ပြန်ရောက်တော့ဖိတ်ထားတဲ့ဧည့်သည်တွေကရောက်ရှိနေပြီဖြစ်တဲ့အတွက်ပါတီပွဲကိုစတင်ကျင်းပပါတယ်။မိဘတွေကသာအောက်မှာပါတီကျင်းပနေတာသူတို့သမီးဒါရီယာဆိုရင်ကီဦးနဲ့အတူစာမသင်မဲ့အချစ်တွေပါတင်နေပါတယ်။ကီဦးအဖေကတော့တထည့်ပတ်နဲ့အတူဒါဆောင်ကိုဆပ်ပရတိုက်ရန်အတွက်လူရိုင်းလူဝစ်စင်နေပါတယ်။ကီကျုံကတော့သူ့မိရှိတဲ့မိဖို့ကြောင့်ကိုသွားပြီးသူတို့အဆင်ပြေလားအောက်ဆင်ကြည်သေးလားလို့မေးလိုက်ပါတယ်။ကီကျော်ကစားစရာမုန်းနဲ့အောက်ဆင်ကြည်မလို့လုံနေတော့မှပဲတထေးမရောက်လာပြီးအခုညတောင်းစရာရှိတယ်လို့ပြောလိုက်ပါသေး ီချွန်းနဲ့တတိမမီးဘိုကန်တွေကထွက်လာပြီးကီဦးဟာမင်းလက်ဆောင်ပေးထားတဲ့အကြောက်တုံးကိုယူကာမြေအောက်ခက်တကားကိုဖွင့်ကအောက်ကိုဆင်းသွားခဲ့ပါသည်။နေကဆင်းရင်လည်းလက်ထဲကကြောက်တုံးကအောက်ပြုတ်ကျသွားပြီးအဲ့ဒီကြောက်တုံးတော်ကိုလိုက်ရင်လည်းအိန်တော်ထိန်လူများနှစ်ယောက်အတန်ကြာရကိုလိုက်ကြည့်နေပါတယ်။သူလိုက်ကြည့်ရင်တယောက်ယောက်လဲနေတာကိုမြင်တော့အစဉ်ပြေလားလို့မိနေတုံးအိန်တော်ထိန်ဟောက်ယောက်ျားကကီဦးရဲ့လက်ပင်းကိုကျုပ်ခွင်းဆွတ်လိုက်ပြီးတရွတ်တိုင်ဆွဲကိုကနေရံမှာကတ်ကြည့်ထားလိုက်ပါတယ်။ပြီးတော့ကီဦးယူလာတဲ့ကြောက်တုံးနဲ့ထုမလို့လုံနေတုံးကီဦးကကျုပ်တက်လန်းတဲ့အပေါ်ကိုတက်ပြေးသွားခဲ့ပါတယ်။ အိမ်တော်တင်းယောက်ယောက်ျားလေးနောက်ကနေအမိလိုက်ပြီး QU ပက်လက်လဲချော်လဲသွားတော့ကြောက်တုံးနဲ့ထုရိုက်လိုက်ပါတယ်။တဆက်ထဲပဲထိုလူဟာမိဖို့ကန်းတွေကဓာတ်ချောင်းကိုယူကပါတီရှိရာနေရာသို့လာပြီးကီကျွန်းကိုဓာပြေထိုးတက်လိုက်ပါတယ်။ဒီရဖြစ်ကိုမြင်တဲ့ဓာဆောင်ဟာထိုနေရာမှာပဲမိလဲသွားပြီးအိမ်တော်တင်းယောက်ယောက်ျားကြံလူများကိုလည်းတွေ့ယူတွေ့တန်းပြစ်လိုက်တိုက်ခိုက်နေပါတယ်။ထိုအချိန်မှာအိန်တော်တင်ယောက်ယောက်ျားကကီကျူအမေကိုတန်ရန်နောက်ကလာရင်ကီကျူအမေကအသားခင်တုံးနဲ့ထိုလူကိုထိုးလိုက်ကအသက်ပေးမှလွတ်မြောက်သွားပါတယ် တတိပံအားတားကိုစေယုံတင်ရန်ကတော့ကုန်ကောက်ချိန်မှာတော့မြောက်မှနေတာကြတဲ့အတွက်ထူလူစီကအနံ့ရတာကြောင့်နှောက်ခေါင်ပိတ်လိုက်ပါတယ်။ထူမြင့်ကွင်းကိုမြင်တဲ့ဒရိုင်ဘာဟာအနာကိုတုံးနေဆော့သလိုဖြစ်တဲ့အတွက်အနီးနားကတားကိုယူကတတိပတ်ကိုအသေးထိုးတက်လိုက်ပါတယ်။အကုန်ယုံရင်းဆန်ကဖြစ်နေချိန်မှာတာဟီဟာမတိမရှင်ဖြစ်နေတဲ့ကီဥကိုထူနေရမှာကဲထုတ်ခဲ့ပါတယ်။ဒီဖြစ်ပျက်တဲ့ပြီချိန်မှာတော့ကီဥအဖေဟာထူနေရမှာပဲပျောက်ခြင်းမလားပျောက်သွားခဲ့ပါတယ်။ကီဥဟာဆိုရင်ဖြင့်တောင်းတောင်းတောင်းပုံစံမျိုးနဲ့သူ့အမေနဲ့နေထိုင်နေပါတယ်။ ီကြုံအားဆိုရင်ထိုနေရာမှာပဲစုံပါသွားခဲ့ရပါတယ်။ဒါရီတို့မိသားစုလည်းအဲ့ဒီအိမ်မှာမနေတော့ဘဲတခြားတနေရာကိုပြောင်းရွှေ့လိုက်ကြပါတယ်။ကီဦးကတော့စိတ်အခြေအနေပုံမှန်ဖြစ်တဲ့အချိန်မှာတော့သူ့အဖေကိုအမြဲရှာဖွေနေခဲ့ပါတယ်။သူစာတင်ခဲ့တဲ့ဒါဟီတို့အိမ်ကိုလည်းမြို့နှင်းတွေကျနေတဲ့တောင်ပေါ်ကားတွေစောင့်ကြည့်ရင်အိမ်ရဲ့မီးလုံးကပိတ်လိုက်ဖွင့်လိုက်ဖြစ်နေတာကိုသတိထားမိလိုက်ပါတယ်။သူ့အဖေကပျောက်နေတာမဟုတ်ပဲအဲ့ဒီအိမ်ရဲ့မြေအောက်ခန်းမှာနေထိုင်နေဆိုတာကိုသဘောပေါက်လိုက်ပါတယ်။ ကဲပြိတ္တကြီးတို့လည်းတန်စီလွန်ပေးဆိုတဲ့ဇကားအတိုင်းမိမိရပိုင်ခွင့်တဲ့ပို့လို့ခြင်းတဲ့အခါဒီလိုအဖြစ်မျိုးတွေဖြစ်တတ်တာကြောင့်ဒီလိုမျိုးမဖြစ်စေရန်မိမိရတဲ့လောက်ပဲယူကြပါလို့စေတနာဖြင့်တတိပေးရင်နှုတ်ဆက်လိုက်ပါတယ်ရှင်။